Hello အားလုံးပဲမင်္ဂလာပါ United Show ကနေကြိုဆိုပါတယ်ဆိုတော့အတင်းပိုင်ရှင်အပြောင်းလဲဖြစ်နိုင်ခြေရှိတဲ့တည်င်းနေနဲ့ပတ်သက်လို့လက်တလို့အရင်ကြားနေရတဲ့အချိန်မှာဂလီဇာနေနဲ့ဘာကြောင့်ရောင်းချနိုင်တယ်လဲပေါ့အကယ်လို့ဂလီဇာကရောင်းချမေဆိုရင် Sergeant Redcliffe ကကိုလက်ခံပါမလားပေါ့ဒါနဲ့ပတ်သက်လို့ရှိရင်ကျွန်တော်တို့ဘောနော်ဒီ Athletic Article ရေးထားတဲ့နေထားမှာ Sergeant အနေနဲ့ဒီလိုမျိုးဘောနော်ရောင်းချဖို့အတွက်သဘောတူမဲ့ ဒါဟိုရော်ကြီးတွေပါတွေပေါ့နော်ဒီသဘောတူညီချက်တည့်ရက်တွေပါသူထည့်ထားတာတွေကျွန်တော်ရှိတယ်ဒါတွေနဲ့ပတ်သက်လို့ကျွန်တော်ဆွေးနွေးကြည့်ရအောင်ပါဆိုတော့ဒါကတော့အတင်းပိုင်ရှင်အပြောင်းလဲဖြစ်နိုင်ခြင်းရှိတဲ့တဲ့ရင်းနေနဲ့ပတ်သက်လို့ပေါ့လေဆိုတော့ကျွန်တော်အားလုံးသိတဲ့အတိုင်းပဲပြီးခဲ့တဲ့နေ့ကဒီတော်ရကီကနေပြီးတော့ပေါ့နော်ကျွန်တော်ဒါသူအနေနဲ့ပေါ့နော် United ကဒီအပြောင်းလဲဖြစ်နိုင်ခြင်းရှိတဲ့ဟိပါတဲ့ advanced stage တွေရောက်နေပြီတဲ့ဟိဘာညာတွေပြောပြပြီးတဲ့နောက်ပိုင်းမှာပိုင်ရှင်အပြောင်းလဲနဲ့ပတ်သက်လို့တာဆူလာတယ်တာဆူလာပြီးတော့ဒီ Athletic တို့ကလည်းရှိသတင်းတွေတင်လာအပြီးမှာ UAE ကဗောနော်ကျွန်တော်တို့အခြေ UAE အခြေဆိုင်တဲ့ဒီအဖွဲ့အစည်းတွေတို့ပြီးလို့ရှိရင်ကျွန်တော်တို့ဗောနော်ဒီလက်ရှိဗာလဲအဲစိတ်ဂျက်ဆင်မျိုးကနေပြီးတော့ Manchester United ကိုဝယ်ဖို့အတွက်အမှန်ကန်ပြန်ပြီးတော့စိတ်ဝင်စားလာပြီဗောဂလီဇာရဲ့ဘက်ကလည်းလက်ရှိအသင်းကိုဗောနော်ကျွန်တော်တို့ဒါပြန်လဲရောင်းရောင်းချဖို့နဲ့ပတ်သက်ပြီးတော့သူတို့လူချင်းနဲ့တန်ကြီးတာရရင်ပြန်လည်ရောင်းချဖို့နဲ့ပတ်သက်ပြီးတော့ဒါအမှန်ကန်စိတ်ဝင်စားလာပြီဆိုတော့တတိယနေ့ပြန်တက်လာတယ်ဒီနေရာမှာကျွန်တော်တို့အနေနဲ့ပေါ့နော်ဟိုအကယ်လို့ ။ Ineos တို့ဘာလို့ကရောင်းမယ်ဆိုရင် Sergeant Redcliffe ရဲ့ position ကဘလို့ရှိတယ်လဲပေါ့။ရောင်းမယ်ဆိုလို့ရင်သူ့အနေနဲ့ပေါ့နော်တရားဝင်လိုက်ပြီးတော့ရောင်းခိုင်းရမှာလားဒါမှမဟုတ်ငါတော့မရောင်းချင်ဘူးဆိုတဲ့ပုံစံဖြစ်မှလားပေါ့။ဆိုအဲ့ဒါနဲ့ပတ်သက်လို့သူတို့ရင်းမှာစာချုပ်အခြေအနေတွေသဘောတူညီချက်တွေပါပြီးသားပါ။ဆိုတော့ဒီ Sergeant Redcliffe က Manchester United ကိုအားကစားပိုင်းဆိုင်ရာကို control လုပ်တယ်။သူဟာ Manchester United ရဲ့ majority owner မဟုတ်ဘူး။ပြောချင်တာက United ရဲ့ share 27%ကိုသူကပိုင်တယ်။ နဆာဂျန်ရက်ကလစ်က United ရဲ့27%ကိုပိုင်ပြီးတော့အာကစားပိုင်းကန်နာကိုအထိန်ချုပ်ကျွန်တော်လုပ်တယ်။ဒါပေမဲ့လို့ပေါ့နော်ဂလီဇာဒီအသင်းကိုကျွန်တော်ဒါအဓိကရှယ်ယာဝင်အဓိကပိုင်ဆိုင်နေသူတွေဆိုတော့အကယ်လို့ရောင်းချင်တယ်ပြုချင်တယ်ဆိုလို့ရှိရင်ဆာဂျန်ရက်ကလစ်အနေနဲ့ဟိုဘယ်လိုပြောမလဲဟိုဂလီဇာတို့ထဲပူပြီးတော့ပေါ့နော်ပါဝါရှိမနေဘူးဂလီဇာတို့ကအသင်းကိုအများစုပိုင်ဆိုင်နေသူတွေဖြစ်တယ်လို့အသင်းကိုရောင်းချဖို့နဲ့ပတ်သက်ပြီးတော့ပဲဖြစ်ဖြစ်ပေါ့နော်ဘုံတီနေပါတွေပြီးကြတဲ့အာနာမျိုးကိုလည်း တို့ဒီဂလီဇာတို့ရဲ့ဘက်ကပိုင်ဆိုင်ထားတာဒါမှမဟုတ်ရောင်းချဖို့နဲ့ပတ်သက်ရင်စာဂျင်ရက်ဂလစ်ကအဓိကအခန်းကဏ္ဍမှာပါဝင်နေပြန်တယ်ဘာလို့လဲဆိုတော့သဘောတူညီချက်တွေကတခုကစာဂျင်ရက်ဂလစ်အနေနဲ့ပေါ့နော်အိုးလုံးဝမရောင်းကျင်ဘူးသူ့အနေနဲ့ပေါ့နော်အယောင်းအယောင်းအသင်းကိုအယောင်းဝယ်နေတဲ့ပတ်သက်လို့ရှိရင်ပယ်ချခွင့်ရှိတယ်ဆိုတဲ့အာနာကအခွင့်ကအဒီပါလဲဒီဒိတ်က expire date ဖြစ်သွားပြီ။နော်ပထမဆုံးသူဝယ်ယူပြီးပြီးချင်း18လအတော်တွင်းမှာ မန်ချက်စတာယူနိုက်တက်ကိုလုံးဝမရောင်းချရဘူးเนาะအကယ်လို့ရောင်းချဖို့ကြိုးမဲ့မယ်ဆိုရင်သူ့မှာပယ်ချခွင့်ရှိတယ်ဆိုတော့ဒီဘယ်လိုပြောမလဲအာနာမျိုးကို18လအတော်တွင်းမှာကိုပဲသူကအာနာရှိတယ်အခုလက်ရှိသူပိုင်ဆိုင်တဲ့ချိန်ကနေစလို့18လကျော်သွားပြီဆိုတော့အဲ့ဒီအာနာစာဂျင်ရက်ဂလစ်မှာမရှိတော့ဘူးဆိုတော့အဲဂလီဇာတို့ရဲ့ဘက်ကတော့လက်ရှိမန်ချက်စတာယူနိုက်တက်ကိုကျွန်တော်တို့သိတဲ့အတိုင်းပဲဦးဒနီးကသတင်းတွေပြောခဲ့တဲ့အတိုင်းပဲ2029မတိုင်ခင်မှာရောင်းချခြင်းတွေပေါ့2029ဒါမှမဟုတ်အဲ့ဒီမတိုင်ခင်မှာရောင်းချခြင်းတွေပေါ့နော်ဘာလို့လဲဆိုတော့လက်ရှိ အကယ်လို့အဲ့လိုရောင်းမယ်ဆိုဆိုတာကလည်းပေါ့နော် United ကလောလောဆယ်မှာ United ရဲ့ share ဈေးက share တစုကို16ဒေါ်လာမှာရှိတယ်ပေါ့နော်လောလောဆယ်တည်ရတော့16ဒေါ်လာမှာရှိတယ်အကယ်လို့အဲ့ဒီ16ဒေါ်လာထက် United ကပို့ပြီးတော့ကျသွားနိုင်ကြီးရှိတယ်ဆိုရင်ဂလီဇာဟာအဲ့ဒီအချိန်မှာရောင်းမယ်ဆိုရင်သူတို့ကအရှုံးပေါ်တော့မယ်ပေါ့နော်သူတို့ဒီအနေနဲ့လိုချင်တဲ့လောက်အမျက်တွေမရတော့ဘူးပေါ့အဲ့အဲ့ဒီအတွက်သူတို့အနေနဲ့လောလောဆယ်တက်နိုင်နေများ2029ခုနှစ်ဖေဖော်ဝါရီလကစလို့အဲ့ဒီနောက်ပိုင်းမှာဆိုလို့ရှိရင်သူတို့အနေနဲ့တက်နိုင်နေများသူတို့ရောင်းချင်တာ ကျောင်းကျင်တာဗောနော်အခုလက်ရှိ16ဒေါ်လာရာတုံးထားပါတော့ဗျာလက်ရှိ5.6 billion ဒေါ်လာလာ United သင်္ကလုံးကိုရောင်းမယ်ဆိုလို့ရှိရင်ရောင်းကျင်တာဗောဒါပေမဲ့လို့အဲ့ဒီမတိုင်ခင်ရောင်းကျင်နေဆိုရင် Sergeant Radcliffe ကဗောနော်တော်တော့2029ခုနှစ် February နောက်ပိုင်းမှာရောင်းမယ်ဆိုလို့ရှိရင်ပြဿနာဒါပေမဲ့အဲ့ဒီမတိုင်ခင်ရောင်းမယ်ဆိုရင် Sergeant Radcliffe အနေနဲ့ကလည်း United ရဲ့ share တန်ကြီးက share တစုကို33ဒေါ်လာအထိရောက်လာမယ်ဆိုရင် စာဂျင်ရက်ကလစ်ကလည်းညင်းလို့မရတော့ဘူးမဖြစ်မနေရောင်းရမယ်ဆိုတဲ့သဘောတူညီချက်ပါထားတယ်။အကယ်လို့ရှယ်ယာတစုကို United ရဲ့ရှယ်ယာတစုကို33ဒေါ်လာထိရောက်လာမယ်ဆိုလို့ရှိရင်စာဂျင်ရက်ကလစ်ကလည်း Manchester United ပေါ်မှာ invest လုပ်ထားတဲ့သူ့ရဲ့ amount ပမာဏတွေပြင်ပြီးတော့ cover ဖြစ်နိုင်မယ်။အဲ့ဒီတော့2029ခုနှစ်ဖေဖော်ဝါရီမတိုင်ခင်မှာရောင်းချင်နေဆိုရင်ရှယ်ယာတစုကို33ရာခိုင်နှုန်းထိပေါ့နော်ကျွန်တော်တို့က33ဒေါ်လာထိတန်ကြီးရှိမှရမယ်။အဲ့ကြရင်တော့စာဂျင်ရက်ကလစ်ကိုဂလီဇာတို့ကတော့ တို့အနေနဲ့ပေါ့နော်ရောင်းကိုရောင်းမှကျွန်တော်ရမယ်ပေါ့ရောင်းကြတော့မယ်ပေါ့ဗျာစာချင်းရဲ့ဘက်ကညင်းလို့မရတော့ဘူးပေါ့အကယ်လို့33ဒေါ်လာလည်းမထိဘူးเนาะ33ဒေါ်လာလည်းမထိဟိုရှယ်ယာတစုကို33ဒေါ်လာတန်ကြီးလည်းမရှိဘူး2029ခုနှစ်မတိုင်ခင်မှာလည်းရောင်းချင်နေဆိုလို့ရှိရင်တော့သူတို့အနေနဲ့ကန့်လန့်မှုအမြင့်ဆုံးပေးတဲ့သူစီကိုရောင်းမယ်အဲကြရင်စာချင်ရက်ကလစ်အနေနဲ့လည်းလိုက်ရောက်ရမယ်ဆိုတော့ပုံစံမျိုးကျွန်တော်ဖြစ်နေပြီဒါကြောင့်လောလောဆယ်မှာကျွန်တော်လည်းရှိဂလီစာကရောင်းချင်ပြီးတော့စာချင်ရက်ကလစ်ကမရောင်းချင်ဘူးဆိုဘယ်လိုလုပ်မလဲဆိုတာတွေကသူတို့အနေနဲ့ပေါ့เนาะလုံးဝ ဒီပါဝါတွေအားလုံးကဂလီဇာမှာပဲရှိတာဖြစ်တဲ့အတွက်စာဂျင်နီနဲ့ရွေးချယ်စရာအများကြီးမရှိဘူး။စာဂျင်မှာရှိတဲ့ပါဝါကသူပထမဆုံးပိုင်28ရာခိုင်နှုန်းပိုင်ဆိုင်ပြီး16လအတောအတွင်းမှာပဲနော်မင်းတို့ရောင်းဖို့ကြိုးပမ်းရင်ငါ့မှာပယ်ချပိုင်ခွင့်ရှိတယ်ဆိုတော့ပါဝါမျိုးတော့ပဲကျွန်တော်ရှိတာ။လက်ရှိစာဂျင် Redcliffe အနေနဲ့ပေါ့နော်ကျွန်တော်အနေနဲ့ဒီလုံးဝအဲ့လောက်ကြီးဒီဂလီဇာတို့လောက်ကြီးကျွန်တော်တို့ကပါဝါမရှိတော့ဘူးပေါ့ဗျာ။ဒါကြောင့်လို့တင်မှာဆိုလို့ရှိရင်ဂလီဇာအနေနဲ့2029ခုနှစ်ဖေဖော်ဝါရီလမတိုင်ခင်မှာဆိုလို့ရှိရင် ရောင်းချဖို့အတွက်ပေါ့နော်ရောင်းချဖို့အတွက်သူတို့မှအချင်းချင်းရှိတယ်တက်နေတယ်မှာအဲ့ဒီမတိုင်ခင်သူတို့ရောင်းကျင်တယ်အဲ့ဒီနောက်ပိုင်းမှာ share တစုတန်ကြီး16ဒေါ်လာအောက်ရောက်သွားပြီဆိုလို့ရှိရင်သူတို့ခန့်မှန်းတဲ့တန်ကြီးကိုသူတို့ရတော့မှာမဟုတ်ဘူးအဲ့ဒီတော့တက်နေတယ်မှာဆိုလို့28ခုနှစ်မတိုင်ခင်မှာ Manchester United ကိုရောင်းကျင်တယ်နော်မန်ချက်စတာယူနိုက်တက်ကိုရောင်းကျင်တယ်2022ခု2029ခုနှစ်ရဲ့နောက်ပိုင်းနဲ့မတိုင်ခင်အကယ်လို့2029ခုနှစ်ရဲ့မတိုင်ခင်မှာရောင်းကျင်နေဆိုရင်ရှယ်ယာတစုတန်ကြီးရဲ့ ဒါတော့ဟိုဆရာတူရဲ့တန်ကြီးဟာဒေါ်လာ30 33ဒေါ်လာကိုရောက်လာပြီဆိုလို့ရှိရင်တော့ဗောနစာချင်းကလည်းလိုက်ရုပ်ပေးရမယ်ရောင်းမှုတယ်ဆိုတော့လက်ရှိမှာကလီစာရဲ့ဘက်ကတော့အတက်နိုင်ဆုံးမန်ချက်စတာယူနိုက်တက်ကိုရောင်းချင်တယ်ဗောဗျာ16ဒေါ်လာလောက်ကျွန်တော်ရှိတော့မှာအဲ့ဒီထက်နေသွားတာမျိုးကိုသူတို့မလိုချင်ဘူးပေါ့လက်ရှိသူတို့ခန့်မှန်းနေ9ဘီလီယံ6ဘီလီယံနီးပါးလောက်ထိကသူတို့လိုချင်တာပဲဒါပေမဲ့လို့ဝယ်မဲ့သူတွေဘက်ကကြည့်ရင်2029ခုနှစ်ရဲ့နောက်ပိုင်းမှာပဲသူတို့ကဝယ်ချင်တာအဲ2029ခုနှစ်ရဲ့နောက်ပိုင်းဆိုလို့ရှိရင် တန်ကြီးဟာပို့ပြီးတော့ကြလာနိုင်ကြီးများတယ်လို့လည်းပြောနေကြတာကိုအဲ့တော့အဲ့လိုမျိုးကျမှပဲဝဲကျင်တယ်။ဒါပေမဲ့လို့2029 2029ခုနှစ်မတိုင်ခင်မှာကလီစာရဲ့ဘက်ကရောင်းကျင်တာဝဲကျင်တဲ့သူတွေရဲ့ဘက်ကအဲ့ဒီရဲ့နောက်ပိုင်းမှာသူတို့ကဝဲကျင်တာပေါ့။ဆိုတော့ဒါကြောင့်လောလောတင်မှာကလီစာရဲ့ဘက်ကတော့16ဒေါ်လာ share share တူစုတန်ကြီး16ဒေါ်လာလောက်ရှိတော့မှရောင်းကျင်တယ်။အဲ့ဒီမတိုင်ခင်မှာဆိုလို့33ဒေါ်လာထိရင်သူတို့ရောင်းဟိုဂလီစာရဲ့စာချင်းရဲ့ဘက်ကမဖြစ်မနေသဘောတူရမယ်ဆိုတော့သဘောပဲဆိုတော့လက်ရှိမှာဒီအတော်တွင်းပေါ့နော် ဒီတော်တွင်တက်နိုင်သည်များဆိုသလိုတန်ကြီးများများပြည့်တဲ့သူတွေပေါ်လာတယ်ဆိုလို့ရှိရင်လည်းဂလီစာကောစာချင်းကောလက်လွတ်ရမယ့်အခြေအနေမျိုးပါယူကရိုနီနဲ့ဘလူမီညလည်းပိုင်ရှင်အပြောင်းလဲတွေနဲ့ပတ်သက်လို့အများကြီးဖြစ်လာနိုင်မယ်လို့ကျွန်တော်ထင်ကြလားဆိုတော့ဆွေးနွေးကြပါအောင်နော်ဆိုတော့အသင်းရဲ့လက်ရှိရောင်းချမဲ့ကန်တာနဲ့မှာတော့စာချင်းမှာကအလောက်ကြီးကြီးတော့ပါဝါရှိမနေဘူးမနော်ဘော်ဒင်ရိုက်တွေပါဒီမှာလည်းဂလီစာကပဲပိုင်ဆိုင်ထားတာဆိုတော့ယူကရိုရောဘလူမီညလည်းဆွေးနွေးကြပါအောင်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်